ရှင်ရှင်တည်ဆောက်ရတော့ဖွင့်ပြီးဘုရားသခင်ရဲ့ကျေးဇူးတော်ဘီနာတက်တက်ကြောက်တာဖြစ်ပါလေ။ကျမတို့တော်လို့တက်လို့အကောင်းလို့မဟုတ်ပါဘူး။ဘုရားသခင်ရဲ့ဝိညာဉ်တော်ကနေပြီးတော့ကျမတို့ကိုတောင်းနေသေးတယ်။အခွင့်ပေးနေသေးတယ်ဒီအရာကကျေးဇူးတော်တက်တက်ဖြစ်ကြောင်းကိုဝန်ခံပါတယ်။ဒါဒီနေ့မှာကျွန်မနေတဲ့ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့တင်လိုက်ဖရာသခင်ကြီးအလိုတော်ရှိတော်ရာတင်လိုက်ဖရာသခင်အလိုတော်ရှိတော်ရာ ဆိုတော့ဒီနေ့မှာကျမတို့တရားချင်းစီကိုကိုကိုပြန်လဲပြီးတော့ဆင်ခြင်းဆန်းစစ်ဖို့အရာအတွက်ကျမအနေနဲ့ဒီကောင်းစဉ်လေးကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။ကျမကိုယ်တိုင်လည်းဒီအရာကိုခွန်အားရတဲ့အတွက်ကြောင့်မလို့ပြန်လဲ၍တည်ဆောက်လဲဝင်ရခြင်းဖြစ်ပါတယ်။ဧပဩဝါဒစာအခန်းကြီး9အခန်းငယ်18ထို့ကြောင့်တတိမရှိတော်သူမဖြစ် သခင်ဘုရားဤအလိုရှိရာကိုပိုင်းခြား၍တည်တော်သူဖြစ်ကြတော်တတိမရှိတော်သူမဖြစ်သခင်ဘုရားဤအလိုတော်ရှိရာကိုပိုင်းခြား၍တည်တော်သူဖြစ်ကြတယ်ကျမတို့ရဲ့အသက်တာမှာဘုရားသခင်ရဲ့အလိုတော်ကိုမသိဘဲနဲ့ကျမတို့ရှောက်လန်းတဲ့အသက်တာကမျက်စိမမြင်ပဲမောင်ပိုက်ထဲမှာလမ်းသွားနေတဲ့သူတယောက်ကဲသူပဲဖြစ်တယ် ကျမတို့ရဲ့ခြေလှမ်းတွေကျမတို့ရဲ့ဥတီယာတွေကမှန်လားမှားလားဘုရားသခင်ရဲ့အလိုတော်ကိုမသိဘဲနဲ့သွားတဲ့ဒုတိယရဲ့အတ္တတာကဒီတိုင်းပဲဖြစ်မှာဖြစ်ပါတယ်ဆိုတော့အဖက်ဩဝါဒစာခန်းကြီး9ငယ်10ပါ sorry အဲ့ဖက်ဩဝါဒစာခန်းကြီး9ငယ်15မှာထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စင်စင်မြင့်မြင့်ကျင့်ဆောင်ပြီးအကြောင်းသတိပြုကြနော် ိုတော့ကျမတို့အနေနဲ့ပေါ့နော်ဖခင်ရဲ့အလိုတော်ရှိတဲ့အရာအလိုအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုရင်ဖခင်ရဲ့အလိုတော်ကဘာလဲဆိုရင်လူအပေါင်းတို့သည်ကယ်တင်ရှင်သို့ရောက်၍တမန်တော်ကိုသိစေခြင်းလား။ဖခင်အလိုတော်ရှိ။တိဘောတိဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်၄မှာဆိုတော့ဒီဖခင်ကကျမတို့ကယ်တင်ရှင်ရယုံလောက်နဲ့ကျမတို့အတ္တဓာတ်ရက်နေဖို့မဟုတ်ဘူး။ဖခင်ရဲ့အကြံစီက နော်ကျေးဇူးတစ်ပါးမှထပ်ဆက်ရကျေးဇူးတစ်ပါးအသက်လူယုံများမကအသက်နဲ့ပြည့်စုံမှုအတွက်ဘုရားသခင်အလိုတော်ရှိတယ်။တလုံးတစ်ဝပြီးတဲ့ထပ်ဆက်ရပြည့်စုံခြင်းအဆင့်ကိုရောက်ဖို့အတွက်ဘုရားသခင်ကကျမတို့ကိုအလိုရှိတယ်။ဒါကြောင့်မို့ကျမတို့ကသခင်ယေရှုဘုရားကိုယုံကြည်မိမိကတည်းကပိုင်ရှင်ဖြစ်ယုံကြည်ပြီးထာဝရအသက်ကိုရပြီးဆိုတော့ဒီနေရာနဲ့ကျမတို့ရက်တံတွေကိုဘုရားသခင်အလိုတော်မရှိပါဘူး။နော်ဒါကြောင့်မို့သခင်ယေရှုကပြောတယ် ငါတဘိုးကိုထိုင်း၍ငါနောက်ကိုလိုက်ရတော့ငါနောက်ကိုလိုက်တဲ့လူကကိုအလိုကိုရင်းပယ်ရမယ်ကိုလက်ဝါးကားရံကိုထမ်းပြီးတော့ငါနောက်ကိုလိုက်ရမယ်ဆိုတော့ဒီမှာတော့ယုံကြည်တဲ့လူအဆင့်ထက်တပည့်တော်အဆင့်ခရစ်တော်နောက်ကိုလိုက်တဲ့သူရဲ့အတ္တဓာတ်ထဲမှာရှိမိတာရှိနေမှာကနေဒီမှာတော့ပါတယ်တာယူခိုင်ခန့်မှဖြစ်ပါတယ်ဒီမှာတော့ကယ်တင်ရင်းရတယ် ကာဝရအသက်ကိုရတယ်ဒီအတိုင်းပဲဒီနေရာမှာပဲတတ်နေမယ်ဆိုလို့ရှိရင်ကျမတို့ကခရစ်တော်ပေးတဲ့တဘိုးကိုမထမ်းဘူးဆိုရင်မာနကအဲ့ဒီနေရာမှာအစာထုတ်ပြီးတော့သူ့ရဲ့တဘိုးကိုထမ်းခိုင်းမှာဖြစ်ပါတယ်။နော်ဒါကြောင့်မို့လို့ကျမတို့ကဖခင်ရဲ့အလိုတော်ကိုရှာပြီးတော့ဖခင်ရဲ့ကျွန်တော်အတွက်ဘာလို့ရှိလဲကျမအတွက်ဘာလို့ရှိလဲဆိုတာကိုသိရှိတဲ့ ဘုရားသခင်ရဲ့စကားကိုစင်စင်ငားထားပြီးတော့ဘုရားသခင်ရဲ့နောက်ကိုလိုက်ဖို့လိုအပ်ပါတယ်ဒီအရာကအရေးကြီးတဲ့အရာဖြစ်ပါတယ်နော်ဒါကြောင့်မို့ဒီနေ့ကတော့သခင်ယေရှုကပြောတယ်နော်ရှင်မသက်ခရစ်ဝင်ခန်းကြီးငားငယ်ဆက်လေးပါသင်တို့ဒီဤလောကကြီးအလင်းဖြစ်ကြပြီသင်တို့ဒီဤလောကကြီးအလင်းဖြစ်ကြပြီဆိုတော့အဲ့ဒီအလင်းကိုဆင်ခြင်ကြီးတဲ့အခါမှာဘုသူတအနေနဲ့နော်အလင်းလေးမျိုး ိုကျွန်တော်အနေနဲ့ဒီနေ့အလေးလေးမျိုးအကြောင်းကိုနည်းနည်းလေးပူပူကအနေနဲ့တည်လို့ဝင်ရရှိပါတယ်ပထမအလေးကတဘာဝနော်ဖန်ဆင်းခံရတဲ့အလေးအဲ့ဒီဟာတော့ကျွန်တော်တို့သိတယ်ဒီကဘာဝကြမ်းမ်းမှာအစဥ်ပါပါလဲမောင်မိုက်အတိဖြစ်တယ်နော်ဒီကဘာလောကကြီးကမောင်မိုက်အတိဖြစ်တယ်အဲ့တော့မောင်မိုက်ဆိုတာကတစ်ဖက်ကဘာကိုပုံဆောင်လဲဆိုရင်အဖြစ်ကိုပုံဆောင်တယ် မာမိုက်တဲ့အချိန်မှာကြောက်ကြောက်စရာကောင်းတယ်စိုးရိမ်စရာတွေရှိတယ်ဒီတိုင်းပဲဒူးစိတ်ကိုပြုတ်တဲ့လူတွေကပါလဲမောင်မိုက်ခဲမှာဖြစ်နော်ဒါကြောင့်မို့ဒီအပြစ်ရဲ့သင်္ကေတမောင်မိုက်နော်မောင်မိုက်အမဲပဲဖြစ်တယ်ဆိုတော့အဲ့ဒီအရာကိုဖျားပြန်မိနစ်တဲ့နော်ဒါကြောင့်မို့ဖျားပြန်ပါအောင်အခုဆုံးဖန်ဆင်းတဲ့ဆိုအလင်းကိုဖန်ဆင်းတယ်နော်ဖျားပြန်အဲ့အလင်းကိုဖန်ဆင်းတဲ့အခါမှာဖျားပြန်အလွန်နစ်တဲ့တယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်အလင်းအိမ်ကြီးဖြစ်တဲ့ နေနဲ့လနော်ကျေညာကိုပြန်ပြန်ဖန်ဆင်းတယ်ဆိုတော့နေကိုကျွန်တော်တို့ကြည့်ကြတာမှာ तू ကအလင်းပင်းရောမကဘယ်နဲ့ तू ကပါလဲဆိုရင်အပူဓာတ်တော့သူ့ရဲ့စွမ်းအင်ပြန်ပြန်ထည့်ပြီးတယ်ဆိုတော့အဲ့ဒီနေအားဖြင့်အကျိုးကျေးဇူးတွေအများရှိတယ်နော်လူမဆရွတ်တဲ့တော်ဝါဒရိစံတွေအားလုံးအသက်ရှင်နိုင်ွဲ့အခွင့်ကနော်နေမှလာတဲ့ဒီအလင်းစွမ်းအင်အပူစွမ်းအင်တွေကြောက်ဖြစ်တယ်အပင်တွေအသက်ရှင်ရခြင်းအကြောင်းကလည်းဒီစွမ်းအင်တွေကြောက်ဖြစ်တယ် ။နောက်ဒါကြောင့်မို့လို့ဒီအရာအားဖြင့်ပါလဲဒီအလင်းအားဖြင့်ပါလဲကောင်းကြီးမင်္ဂလာเนาะအကျိုးကျေးဇူးရှိတယ်ဆိုတာကိုတွေ့ရမှာเนาะနောက်တနည်းနောက်တစ်ခုကတော့ဘာလင်းလဲဆိုလို့ရှိရင်ဝိညာဉ်အလင်းကျွန်တော်တို့ယုံကြည်သူတရားရဲ့အတ္တဓာမှာเนาะဝိညာဉ်အလင်းရှိဖို့လိုအပ်တယ်เนาะခုနကပြောလို့ယုံကြည်ယုံတဲ့ကျွန်တော်တို့တတ်နေလဲဆိုရင်တော့ဒါဝိညာဉ်အလင်းကတော့အထက်မှာရှိနိုင်မှာမဟုတ်ဘူး ဒါကြောင့်မလို့ဘုရင်ရဲ့အမင်းကိုဘုရားနေရနိုင်လေဆိုရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမန်တော်ကနေတော့ရမှာဖြစ်တယ်။နော်ဒါကြောင့်မလို့ဘုရားသခင်ကဘာလို့ချစ်တဲ့အတွက်ကြောင့်မလို့နော်ဒီတမန်ကျမ်းစာကြီးဟိုတော့နှုတ်ကပတ်တော်တမန်ကျမ်းစာဦးကျွန်တော်တို့လက်ထက်မှာထည့်ထားတယ်။ဒီတိုင်းမှာကျွန်တော်တို့ဝတ်ပြုကိုးဝယ်မှုဒီမိခါရအစီအစဉ်မှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တရားဒေသနာများကိုကြားရတဲ့အခွင့်ကိုဘုရားသခင်ကပြင်ဆင်ပေးတယ်။နော်ဒီအကျိုးကျေးဇူးတွေကိုကျွန်တော်တို့က တကယ်ယုံကြည်လက်ခံတော့ဝန်ခံလိုက်ရမယ်ဆိုရင်ခုနပြောတဲ့ဒီအလင်းရဲ့ကောင်းကြီးမင်္ဂလာကျမတို့ခံရမယ်ဆိုတော့အဲ့မှာကြည့်မယ်ဆိုလို့ရှိရင်ဒီဒါဝိမင်းကြီးอ่ะเนาะ139ခုမြောက်သောဆန္ဒအပိုက်ရဲ့105မှာเนาะနှုတ်ဘတ်တော်ဒီအကျဉ်းုပ်ခြေရှိမှာမိွက်ဖြစ်အကျဉ်းုပ်လမ်းကြီးကိုလင်းစီပါလीเนาะဒါကြောင့်မို့ဒီ ဟိုမြင်နေရတဲ့ဒီဟိုနဲ့မတော့ယူပါအရာကိုပြောတာပေါ့ကျမတို့ရဲ့ဒီအတွင်းလုံးမှာရှိနေတဲ့ဖီးအားတစ်ခင်ရဲ့ဝိညာဉ်အသက်နော်ဝိညာဉ်မှာသူကပါလဲဆိုရင်အလေးရှိဖို့လိုအပ်တဲ့အရာနော်ဒီမမြင်နိုင်တဲ့မာနရဲ့နော်နေပရိယာတွေနောက်ဆက်စီးတဲ့နော်ဒီအရာတွေအားလုံးကိုကျမတို့အနေနဲ့ဒီတမာကျမ်းစာကြီးဟူသောဒီနောက်ဘက်တော်မိခွက်ကိုကျမတို့ဆောင်းနိုင်မှလားဖြစ် နော်ဒါကြောင့်မို့ခုနကဒီခလေးတရားလည်းဆိုပါတယ်နော်ဒီ139ခုမြောက်သောဆန္ဒအပိုင်းငယ်130နောက်ဘက်တော်ကိုဖျက်ပြခြင်းသည်အလင်းကိုပေး၍မလိမ္မာတော်သူတို့ကိုလိမ္မာစေတတ်ပါတယ်နော်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီဘုရားသခင်ရဲ့နောက်ဘက်တော်တမန်တရားကိုကျွန်တော်တို့ကလက်လွတ်ခံလို့မရနော်မိမိသားသမီးများကိုတုံ့တင်တဲ့အခါမှာလည်းဒီအရာတွေကနေတော့ကျွန်တော်တို့တုံ့တင်ဖို့လိုတယ်ကျွန်တော်တို့ရဲ့အတ္တကမှာ တော့ရှောင်းလန်းတဲ့အခါမှာလည်းပဲဒီဖရားရှင်ရဲ့တမန်တော်ကိုကျမတို့ကပါလဲစွဲတိုင်းပြီးတော့နော်ဒီအရာတွေမှာရှောင်းလိုက်မှလာနေကျမတို့ရဲ့ခြေလန်းနေရမှန်မှာဖြစ်ပါတယ်နော်လူမျိုးဒီမိမိသွားသောလမ်းကိုအပေတို့တန့်ရှင်းစေနိုင်ပါမည်ဒီမှုကနောက်ကပတ်တော်တိုင်းပါလဲသတိပြုရနော်၁၁၉ခုမြောက်သောဆန္ဒပိုက်နဲ့ရှင်းဆိုတော့ဒါကြောင့်မို့ဒီအရာတွေပြောမယ်ဆိုရင်တော့အများကြီးရှိတယ်နော်ဆိုတော့ဒါကြောင့်နောက်တစ်ခုနောက်အလေးတစ်ခုကတော့ပါလဲဆိုရင်အသက်ရဲ့အလေး တော့အဲ့ဒီအလဲလာပါလားအသက်ကိုဖြစ်စေတယ်ဆိုတော့ကျွန်တော်တို့ဒီရှင်ရပြည့်ဝင်ခန်းကြီးတက်ပါဆိုလို့ရှိရင်ပါလားအစာအုပ်နိုင်ပါလားနှုတ်ကပတ်တော်ရှိပြီနှုတ်ကပတ်တော်ဒီလည်းအရာအလုံးကိုဖန်ဆင်းတယ်နှုတ်ကပတ်တော်ဒီဟိုလည်းအသက်ဖြစ်တယ်ဘာလို့အသက်ဒီလည်းပါလဲလူတို့ရဲ့အလင်းဖြစ်တယ်ဆိုတော့အဲ့ဒီမှာကြည့်မှဆိုလို့ရှိရင်ရှင်အောင်ခရစ်ဝင်ခန်းကြီးရှစ်အငယ်ဆက်နှစ်မှာဆိုလို့ရှိရင်တော့ဒီတခင်ယေရှုဖရာဒီလောကကိုကြွလာတာသူကပါလဲ လောကရဲ့အလင်းနေနဲ့သူကကြွလာဖြစ်တာ။နော်ဒီလောကမှာသူကအလင်းနေနဲ့တခေရှုပါပါလား။ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၃ပါးတစ်စုဖျားဖြစ်တယ်။ဖျားကနေပြောပါလား။လူစားကြီးကိုခံပြီးတော့ဒီလူလောကကိုကြွလာတဲ့အခါမှာဒီလူလောကမှာသူကအလင်းတစ်ခုအနေနဲ့သူကပါလား။ကြွလာဖြစ်တယ်။အဲ့တော့အလင်းကဘာဖြစ်လို့ကြွလာတာလဲ။ဘာဖြစ်လို့အလင်းပေးချင်တာလဲ။ ဒီကမ္ဘာမြေလောကကဘာလဲမာနကြီးစိုးနေတယ်နော်ကမ္ဘာမြေလောကဖြစ်တယ်မောင်မိုက်အတိဖြစ်ဝိညာဉ်တော်နဲ့ကြီးမယ်ဆိုရင်မောင်မိုက်အတိဖြစ်ဆိုတော့ဒီမှာလို့ဆင်ကြီးမယ်ဆိုလို့ရှိရင်မောင်မိုက်ရဲ့အကျင့်ကသူကဘာဖြစ်လဲဒုစရိုက်ဖြစ်တယ်နော်သေခြင်းနဲ့ဆိုင်တဲ့အရာတွေဖြစ်တယ်ကျမတို့ကြီးမယ်ဆိုလို့ရှိရင်ဒီဖယားခင်မောင်မိုက်ရဲ့အကျင့်နော်မောင်မိုက်ရဲ့အကျင့်လည်းကျမတို့ကြီးမယ်ဆိုလို့ဒီဂလာတိထဲမှာနော်ဂလာတိငါးထဲမှာကျမတို့ကြီးမယ်ဆိုတွေ့တယ် เนาะเอ่อบาละตุ้มยาออกปิดมาจีนเนาะกิเลสาลุจูจีนဟုတ်လားအဲဒီရုပ်ကူကိုဝယ်ခြင်းဟုတ်လားပွဲလုပ်ခြင်းရင်မူခြင်းဒီဟာတွေပေါ့နော်ဒါရက်ဒါတွေကဘာလဲဆိုရင်မောင်မရဲ့အကျင့်ဖြစ်အော်ခေငောင်းဝယ်ခြင်းသူ့တည်ပြအောင်ပြောဆိုခြင်းเนาะဒီအရာတွေဒါတွေကမောင်မရဲ့အကျင့်ဖြစ်တဲ့ဒီအရာတွေကိုဘုရားသခင်ဒီအရာတွေအားဖြင့်ဘုရားသခင်နိုင်ငံကို 为啥怎么样？喏，你包皮啊，咱在皮下边嘞，皮下边啊，咱下面嘞，它有啦，睾丸那样喏，不能把为啥怎么样？他讲我皮下有皮下包卵，他听医生皮下那个，啊，卵的那个就叫睾丸，喏，你妈想要去看医生，年轻的嘛，他碰到医生啊，我这一老个一卵子，我那么多卵子都的，慢慢的慢慢来嘛，啊，再一卵我也没有，没有，啊，他听医生啊。 အလင်းကနော်သူ့ရဲ့အလင်းအဖြစ်သူ့ရပါမလားအသက်နော်အသက်ဆိုတာခါဝရအသက်ကိုရရှိခြင်းအကြောင်းဖြစ်တယ်နော်အဲ့ဒါမှမကဘူးဘာပြောလဲဆိုလို့ရှိရင်ရှင်ရောင်းပြန်ခန်းကြီးဆက်နေငယ်46မှာငါ့ဘုံယုံကြည်ကြမြတော်သူတို့ဒီမှောင်မိုင်းနိုင်မနေစေခြင်းကငါဒီအလင်းဖြစ်တဲ့ဒီလောကကိုကြွလာမှု 那他讲我看去医院抓了人医院接的，都用钱。那的，他讲的，老些个，那地大个女的啊，他讲的肯定不一样呀，不，那的，慢慢开嘛，什么的人情呢？人也杂，人也杂，屁股都他讲的，都去医修输血抓了钱交钱。他讲六七八六年的，他讲的家那个，自卑个。 ကဲတင်ပြီးတော့ဒီလောကကိုကြွလာတာကျမတို့ကပါလဲအလေးရသားဖြစ်ဖို့အတွက်ဖြစ်တယ်အဖက်ဩရစာခန်းကြီးငါငယ်ရှစ်ပါအထက်ကလာလိုက်တင်လို့ဒီမောင်မိုက်အတိဖြစ်ကြရင်ယခုကကသခင်ဖျားလိုက်အလင်းဖြစ်ကြရင်တို့ဖြစ်၍အလင်းဤသားကဲ့သို့ကျင့်နေကြတော့တော့ဒါကြောင့်မို့ဘုရားသခင်ယေရှုကပြောထားပြီးသားတင်တို့ကအေရောကရဲ့အလင်းဖြစ်တယ်ကျမတို့ဖျားသခင်ကိုယုံကြည်လက်ခံတဲ့သူအရောက်တိုင်းကပါလဲ အလင်းရတာဖြစ်တယ်အလင်းဖြစ်နော်ဒီလောကမှာအလင်းဖြစ်တယ်အလင်းဆိုတဲ့အသေးပဲကပါလဲဆိုရင်ကောင်းသောအကျင့်နော်ကောင်းသောအကျင့်ခုနကတော့မှောင်မရဲ့အကျင့်တွေကိုပါလဲစွန့်ပယ်ပြီးတော့နော်ဖရာသခင်ကိုယုံကြည်ခြင်းဒီဟူသောနော်ဒီကောင်းသောအကျင့်နဲ့အသက်ရှင်ဖို့လိုအပ်တယ်အဲ့ဒီကောင်းတဲ့အကျင့်ကိုကျင့်မှလာရင်နော်သူတစ်ပါးတို့သည် သင်တို့ဤကောင်းသောအကျင့်ကိုမြင်၍ကောင်းဝင်ပုံနဲ့ရှိတော်မူသောသင်တို့အဘဤဂုံတော်ကိုချီးမားစေခြင်းကသူတစ်ပါးဤရှေ့၌ကောင်းသောအကျင့်ကိုကျင့်ရတော်ဆိုတဲ့အတိုင်းဒီအဲမာသယခန်းကြီးငါအငယ်၁၆เนาะတခေယေရှုကမိမ့်မာလာဖြစ်တယ်။နော်ဒါကြောင့်မို့ယနေ့ကျမတို့ဖခင်ရဲ့အလိုတော်ရှိတယ်ပါ။ကျမတို့ကအလင်းကဲ့သို့အသက်ရှင်အောင်အလင်းပြအဲ့တော့အလင်းဖြစ်ဖို့က ကိုယ့်ကိုစူးစမ်းလို့မရဘူး။ငါကစူးစမ်းကြည့်မယ်။ငါစူးစမ်းတော့ပြီးခံမယ်။ငါစူးစမ်းတော့နှိပ်ချမယ်။ဖျားအားဖြင့်မရ။ငါဖျားအားဖြင့်မရ။ကျမဘာလို့ဘုမအဲတွေ့နေရလဲဆိုဒီဖန်ဆင်းထားတဲ့အရာပါနော်။နေ။နော်နေရ။ तू ကကိုယ်ပိုင်အလေးစွမ်းရရှိ။အဲ့ဒီနေကနေပြီးတော့ဒီအလွင်းစွမ်းအိမ်ချောက်ကဘာကြီးရပါမလဲ။အလေးမို့ရ။ အဲ့တော့ဒီကဘာကြီးကဒီအလင်းဆွမ်းယူရတာဒါပေမဲ့သူကအလင်းရှိတယ်အလင်းကိုပါလဲအလင်းရှိတဲ့ဆောင်နေနော်နေအောင်မရတဲ့အချိန်ရပါလဲညအချိန်ဖြစ်တယ်အဲ့တော့အဲ့ဒီညအချိန်မှာလိုအပ်တဲ့အလင်းတစ်ခုကိုဘုရားသခင်ကထားရပေးတယ်အဲ့ဒီအလင်းကပါလဲဆိုရင်လရဲ့အလင်းအဲ့တော့လရဲ့အလင်းကိုကြည့်တဲ့အခါမှာလကြတော့သူကပါလဲ ကိုပိုင်အလင်းရောင်ရှိတော့ကျမတို့ဒီဥစ္စာတော့သဘောပေါက်တာဖြစ်အဲ့ဒီလကနေရနေပြီတော့ပါလဲအလင်းရောင်ကိုရတယ်အဲ့ဒီနေရနေရတဲ့အလင်းရောင်ကိုတဆင့်အလင်းပြန်ပြီးတော့ပါလဲကဘာမြေကြီးကိုသွားပါလဲအလင်းရောင်ပြန်ပြီးတယ်အဲ့တော့လလဆန်းရက်တို့ဟောတာလကွယ်ရက်တို့လဆုံးရက်တို့ဆိုလို့ရှိရင်လသေးသေးလေးပဲနှင်းတယ်လသေးသေးလေးပဲဖြစ်တဲ့အခါကျတော့ဒီ ကဘာမြေကိုသူကအလင်းပေးတဲ့ခါမှာအလင်းရောင်သေးတာနော်တကယ်လာမြေညဆိုလို့ရှိရင်သူကပါလဲအလင်းရောင်အပြည့်အဝသူကပါလဲပေးတဲ့ခါမှာဒီကဘာမြေကြီးကပို့ပြီးတော့ပါလဲလှပပြီးတော့ရှင်းလင်းလာမြင်ရတယ်တာယာမှုတွေရှိတယ်ဆိုတော့တွေ့ရဆိုတော့ဆိုလိုချင်တာကဒီလကနေရနေရောင်ကနေခံရတဲ့ဒီအလင်းပမာဏများလို့ရှိရင်များများပြန်ပြီးတော့အလင်းပေးနိုင်တယ် ်နေရနေခံရတဲ့အလင်းပမာဏနည်းလို့ရှိရင်ကမ္ဘာမြေကြီးသူကအလင်းရောင်နည်းနည်းပဲပြန်ပေးနိုင်အဲ့တော့ကျမတို့ရဲ့ယုံကြည်သူတွေရဲ့အတ္တကဘာနဲ့တူလဲဆိုလခဲ့သူဖြစ်နော်ဘုရားသခင်ခံကနေတော့ကျမတို့အလင်းစွမ်းရင်ကိုကျမတို့ခံရတယ်ခံယူတဲ့ပမာဏများတာနဲ့အမြ်ပြန်ပြီးတော့ပြောပါဦးပါလေတီဆောက်နိုင်တဲ့နော်ကောင်းသောအကျင့်တွေနဲ့ပြန်ပြီးတော့ တည်ဆောက်နိုင်တဲ့အသက်တာထဲမှာတည်ဆောက်လို့ရတယ်။အဲ့တော့ကျမတို့ကဘုရားသခင်နဲ့ဆက်သွယ်မှုနည်းတယ်ဘုရားသခင်ကပါကျမတို့ကခံယူမှုနည်းတယ်ဆိုရင်တော့သူများကိုပြန်ပြီးတော့အလေးပေးတဲ့အခါမှာနည်းနည်းပဲပေးနိုင်မှာဖြစ်တယ်။နောက်ဒါကြောင့်မို့ဒီတကယ်အလင်းစွမ်းဧအရင်အပြစ်တည်းဟူသောနော်ဒီဘုရားသခင်ကိုကျမတို့အနေနဲ့ပါလဲအဆက်မပြတ်နော်ဘုရားသခင်နဲ့တကယ်ဆက်သွယ်ပြီးတော့တကယ်မိဒ္ဓါယနော် တစ်လုံးတော့ရလည်းရှိမယ်ဆိုရင်ကျမတို့ရဲ့အသက်တာအဖြစ်နော်တကယ်ကိုဖရာသခင်အလိုရှိတဲ့နော်လောကအလင်းကဲ့သို့သူတစ်ပါးကိုပြန်တော့အပြည့်ဝတည်ဆောက်နိုင်မယ်လုံဆောင်နိုင်မယ်ဆိုတော့ကိုနားလက်ခံတာနော်ဒါကြောင့်မို့လူတိုင်းလူတိုင်းကတော့ဟုတ်လားသူ့နေရာနဲ့သူနော်သူ့နေရာနဲ့သူဖရာသခင်ကခွဲခံထားပြီးတော့ဖြစ်တယ်နော်မိမိအိမ်တော်အတွက်အကောင်းဆုံးတည်ဆောက်နိုင်တဲ့သူ နေနဲ့ဘုရားရှင်ရွေးချယ်တာရှိတယ်။ဒီတိုင်းမဲ့အသင်းတော်အနေနဲ့เนาะတည်ဆောက်ဖို့အတွက်ဘုရားရှင်ရွေးချယ်ခွင့်ကဏ္ဍလာရှိတယ်။တနည်းအားဖြင့်เนาะအင်ဂေလိဒီအမှုတော်ဆောင်နေအနေနဲ့ဆိုရင်เนาะမြေကြီးစိုးနိုင်ဟုတ်လား။ဝိနေယတတော်ပါလေเนาะမြေကြီးစိုးနိုင်အောင်ကြွားတော့ပါလေ။ဘုရားသခင်ရဲ့အံ့ဩဖွယ်เนาะဝမ်းမြောက်ဖွယ်တဲ့ဇာတ်ကားကိုဝေငှနိုင်တဲ့เนาะအရာ ဆိုတော့သူ့နေရာနဲ့သူဖရာခင်ကခံထားပြီးသားဖြစ်တယ်။ဒါကြောင့်မို့ကိုယ့်ရဲ့အတ္တတာကိုပြန်ပြီးတော့ဆင်ခြင်ရမှာ။ဖရာခင်ကကိုယ့်ကိုဘယ်နေရာမှာခံထားလဲ။เนาะအဲ့ဒီခံထားတဲ့နေရာမှာပါပြရမယ်။တစ္ဆာရှိသွားအသုံးခံမှုလှုပ်ဆောင်မှုเนาะဖရာခင်ဒီဘာကိုကြည့်လဲ။ကျမတို့အလုပ်အများကြီးလုပ်နိုင်တာဟုတ်လား။ဟုတ်လား။နည်းနည်းလေးလုပ်နိုင်တာအဲ့ဒါကိုမကြည့်ဘူး။ဘာကိုကြည့်လဲဆိုကျမတို့ရဲ့တစ္ဆာရှိမှုကိုကြည့် ဘုရားသခင် तू အလိုရှိတဲ့အရာကိုဘလောက်မှန်ကန်စွာသစ္စာရှိစွာလုပ်နိုင်လဲဆိုတာဘုရားသခင်အဲ့ဒီအရာကိုတန်ဖိုးထားလုံးဝဖြစ်တယ်။ဆိုတော့ဒါကြောင့်မို့ကျမတို့အနေနဲ့နော်ကိုမလုပ်နိုင်တဲ့ဟာကိုဒီလူတွေရဲ့အမြင်မှာနော်ချီးမွမ်းစရာဒါတွေထက်ဘုရားသခင်ရဲ့ရှေ့မှာနော်ဘုရားသခင်လက်ခံနိုင်တဲ့အရာကိုကျမတို့ကရွေးချယ်ပြီးငုံခံလောက်ဆောင်ဖို့လိုအပ်တဲ့အရာတွေနားလဲရတယ်။နော်ဒါကြောင့်မို့ဟိုဒါဝိတ်ကတော့သူကသိတယ် နော်တခေယေရှုမမွေးခင်မမွေးခင်ဖြစ်တော်လဲလေ तू ကအလင်းဒီဘယ်ကနေလာတယ်ဆိုတာဒါဝိတ်ကသိနော်အဲ့မှာ29ခုခုမြောက်တော့ဆန်လာပိုက်ရဲ့1ကိုကြည့်မယ်ဆိုရင်ခါဝရဖျားလီငါဤအလင်းငါ့ကိုကယ်တင်တော်အရှင်ဖြစ်တော်မူပြီးငါဒီအဘယ်သူကိုကြောက်ရအံ့လီခါဝရဖျားလီငါဤအသက်ခိုးလို့ရဖြစ်တော်မူပြီးငါဒီအဘယ်သူကိုကြောက်လန့်ရအံ့လီဆိုတော့ဒါဝိတ်ကနော် တကယ်အလင်းအစစ်အမှန်ကဖယားသခင်ဖြစ်တယ်ဆိုတာ तू ကပါလဲကောင်းကောင်းသိနော်ဒါကြောင့်မို့ဖယားသခင်လိုက် तू ကအမြဲတမ်းအဆက်မပြတ်နော်ဆက်သွယ်ပြီးတော့ तू ကပါလဲအသက်ရှင်နေတဲ့အတွက်ကြောင့်မို့သူ့ရဲ့အသက်တာနော်ဖယားဘုံထေချာတဲ့အသက်တာနော်ယနေ့ထက်တိတိုင်အောင်ဒီဒါဝိကျေဆိုတာအစ္စရေလနိုင်ငံလောကဖြောက်ဖြက်လို့မရဒါပါလဲဆိုသူကဖယားသခင်ကိုအမိပြုတော့ အသက်ရှင်တဲ့အတွက်ကြောင့်မဖြစ်နော်ဒါကြောင့်မို့ကျမတို့အနေနဲ့သခင်ယေရှုကိုယုံကြည်တယ်ဖခင်သားဖြစ်ရတော့အခွင့်ကိုဖြစ်စေတယ်သခင်ယေရှုကပြောတယ်နော်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၁၄အငယ်၆ငါသည်လမ်းကြီးဖြစ်သဘာတရားဖြစ်အသက်လည်းဖြစ်ငါကိုယုံကြည်တော်သူသည်ငါကိုအမိမပြုတ်လေအဘယ်သူမှခမီးတော်ထံသို့မရောက်ရနော်ဒါကြောင့်မို့သခင်ယေရှုဖခင်ကကျမတို့ကိုအကောင်းဆုံးပုံသက်တင်တဲ့သူနော်အသက်ကိုပေးထားပြီး အလေးကိုပေးထားပြီးနော်ဒီအရာကိုကျမတို့အနေနဲ့တကယ်ကိုဝန်ခံပြီးတော့လိုက်လျှောက်အသက်ရှင်ဖို့ခရစ်တော်ရဲ့ပုံစံအတိုင်းကျမတို့ကဝန်ခံပြီးတော့လိုက်လျှောက်အသက်ရှင်ဖို့လောကရဲ့အလေးဖြစ်ဖို့ဘုရားသခင်ကအလိုတော်ရှိပါတယ်။နော်ကျမအနေနဲ့ဒီဒီမလည်းနေ့စဉ်ခွန်အောင်နေ့စဉ်ခွန်အားကိုတခုကိုဖတ်လိုက်တဲ့အခါမှာအရန်ခွန်အားရနော်အဲ့ပါဆရာကြီး DL Moody ဆိုတာ 1850လောက်မှာသူကပါတယ်အင်မတန်ကဒီအင်ဂွေပြီးနော်အင်ဂွေပြီးဝေငါချင်းအမှုဆောင်တဲ့ခါမှာအင်မတန်ကနာမည်ကြီးတဲ့ဆရာဆိုတော့အဲ့ဆရာကြီးတယောက်ရဲ့တရားဟောချက်ပေါ့နော်အဲ့တရားဟောချက်မှာသူကပါဘူးပြောလဲဆိုတော့ဒီအဲအင်္ဂလန်နိုင်ငံကတော့ဒီနိုင်ငံတော့ကျွန်မမသိအဲ့မှာ Aris ပင်လေလေးပေါ့နော် JI အဲ့ဒီ I မှာဆိုရင်သူတို့သင်္ဘောတစည်းနော်သင်္ဘောတစည်းကလူတွေတင်ပြီးတော့သွားတဲ့ခါမှာတဲ့ အဲ့ဒီမှာလီမုန်တိုင်းကြီးကြညအချိန်အဲ့မှာလီမုန်တိုင်းကြညအချိန်ဖြစ်တဲ့အခါကျတော့အင်မတန်မှအန္တရာယ်ကြီးတယ်ကန်းကုန်ကတ်မှဖြစ်တော့မယ်ဆိုတော့အဲ့ဒီအချိန်မှာဘာကိုတွေ့ရလဲဆိုတော့အဲ့မှာမီးရတိုက်တွေတခုကိုတွေ့ရအဲ့မီးရတိုက်ကဟိုဗလာကလီဘာလန်မီးရတိုက်နော်အဲ့မီးရတိုက်ကို तू ကအမီပြုတ်ပြီးတော့ तू ကသွားတယ်သွားတဲ့အခါမှာကြီးလိုက်တဲ့အခါမှာမီးရတိုက်ရဲ့အောက်နော်မီး ဟိုပုံမှန်အတိုင်းဆိုရင်မီးအိမ်ကြီးလေးတွေနဲ့အချက်ပြတဲ့မီးအိမ်ကြီးတွေရှိရတာဘယ်နေရာမှာကုန်းဘယ်နေရာမှာဟိုလေကြောက်ဆောင်ရှိရဆိုတာပေါ့နော်အဲ့မီးအိမ်ကြီးတွေပြတဲ့မီးအိမ်ကြီးလေးတွေရှိရတာအဲ့ဒီနေရာမှာနော်မုံတိုင်းတွေကတိုက်နေတယ်မောင်မိုက်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူပြမယ်ကိုပြမယ်ပုံစံနဲ့အဲ့မှာမီးအိမ်ကြီးတွေကမရှိဘူးဖြစ်နေတယ်ဒီမှာလည်းမုံတိုင်းကလည်းအကြီးကျယ်ဖြစ်နေတယ် နော်ကန်းကလည်းမကတ်လို့မရဘူးအဲ့ဒီမှာဒီသင်္ဘောကက်ပတိန်ကလည်းအောက်ကမီးအိမ်ငယ်မရှိရင်ကန်းကတ်လို့ရှိရင်အန်ဒီယေရှိတယ်ဆိုတော့မှမပါလိမ့်ဘူးလည်းပြောတော့ဟုတ်တယ်ဒါပေမဲ့ဓမ္မလည်းပါလဲကန်းကလည်းကတ်လို့မကတ်လို့မရဘူးသူတို့အတွက်အန်ဒီယေရန်ရှိတယ်ဆိုတော့အဲ့ဒီမီးအိမ်ငယ်လေးတွေမရှိဘဲနဲ့ဒီလိုပဲရန်ပြီးတော့ပါလဲတိုးဝင်ပြီးတော့ကန်းကတ်လိုက်တဲ့အခါမှာဒီသင်္ဘောကကြောက်ဆောင်နဲ့တိုက်တော့ဝုန်ပိုက်ဝုန်ပိုက်ပေါက်သွားပြီးတော့ပါရေတွေဝင်လာ ဲ့ဒီမှာတင်းပေါ်ကနစ်ပြီးတော့အမှများစွာသောလူတွေကအသက်ဆုံးရှုံးရတယ်ဆိုတဲ့အကြောင်းအရာဒီတစ်ခုရှိခဲ့တယ်။အဲ့ဒီအရာကိုဒီ CIA ဒီလိုမိုရီယာတရားဟောတဲ့အခါမှာဒီအလင်းငယ်သေးသေးလေးကနော်တန်ဖိုးမရှိဘူးဆိုပေမဲ့အရေးကြီးတဲ့ဆိုတဲ့အရာပေါ့နော်။အဲ့ဒီအရာတရားဟောချက်အနေနဲ့သူကဟောပြောတဲ့အခါမှာများစွာသောလူတွေကမိမိအသက်တာပြန်ပြီးဆင်ခြင်ကြည့်တယ်။ဘုရားသခင်ကကိုယ်ရွေးကောက်ခါတာအချင်းကြီးမဟုတ်ဘူးအတိတ်ပဲရှိတယ်။ရောလူတိုင်းလူတိုင်းကဘုရားသခ ကောက်ခြင်းညာအတိတ်ပဲရှိနော်မိမိအိမ်တော်အတွက်ဖြစ်မယ်မိမိပောင်းခြင်းအတွက်ဖြစ်မယ်မိမိရက်ွက်အသင်းတော်စသဖြင့်ပေါ့နော်လူတိုင်းလူတိုင်းမှာဘုရားခင်ကတန်ဖိုးတစ်ခုချင်းစီနဲ့ဘုရားခင်ရွေးကောက်ထားတဲ့ညာဖြစ်တယ်နော်ဒီဆရာကြီးရဲ့တရားဟောချက်ကိုကြားတဲ့အခါမှာဒီတေးရင်ဆရာဖီလစ်ဘလက်ကနေတော့သူကအဲ့မှာတချင်းတစ်ပုဒ်ကိုသူကဆက်ဆုံးတာနော်ဒီတချင်းကတော့တကယ်ကိုနာမည်ကျော်လို့ပါလေဂန်လူတွေတချင်းတစ်ခုအနေနဲ့ခမီးတော်ရဲ့ဒီပြတတ် အဲ့ဒီချင်းရလဲကျွန်တော်တို့ဒီမှာလဲဆိုနေကြပါမယ်เนาะဒီခီးတော်ရဲ့မိပြတိုင်းမှာဆိုလို့ရှိရင်ဒီ chorus အပိုင်းလေးမှာကမ်းမေးရှိမိများလေးရှိเนาะဒီကမ်းမှာရှိတဲ့မိတွေကလေးဖို့လိုအပ်တယ်တဲ့ပင်လယ်နှိုင်းချော်ယူနေစီမိမျောနီးပါကူးနေတော့သူများကဲဆယ်ခြင်းချမ်းသာပေးနိုင်မတော်တဲ့ကိုကျွန်တော်တို့ဝင်တာเนาะဘုရားခင်ကကိုယ်ကိုခါရှိတဲ့လူကเนาะအချင်းကြီးပုံ ုနေရာနဲ့အတိတ်ပဲရှိရတာဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ဖျားပြင်းနဲ့အဆက်မပြတ်နဲ့နော်စပြစ်တီးကစပြစ်ခိုင်ကစပြစ်ပင်နဲ့တဆက်တည်းရှိတကယ်လို့ကျွန်တော်တို့ကအစင်နဲ့ဖျားပြင်းနဲ့ဆက်သွယ်တဲ့အသက်ပါနဲ့ကျွန်တော်တို့အသက်ရှင်ပြီးတော့နော်ဒီလောကကြီးမောင်မိုက်ကြီးစုနေတဲ့ဒီလောကကြီးမှာကျွန်တော်တို့အနေနဲ့တယောက်ချင်းစီတယောက်ချင်းစီကလောကအလေးနေတဲ့အသက်ရှင်ဖို့လိုအပ်တဲ့အရာနော်အဲ့ဒီအရာကို ရားကြီးကိုဘာဖြစ်စေခြင်းလဲအရာကိုစဉ်းစဉ်းလေးလေးဆင်ခြင်းလေးပေါ့နော်ဘုခာအသက်ရှင်မှုအတွက်အနည်းငယ်တိုက်တွန်းဝေကောင်းတယ်ဘုရားစီတိုင်းကိုဘုရားကြီးကို